မင်္ဂလာပါရှင်။ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံပါဝင်အရှိတအာရှရှိကြားဖြတ်လုပ်ငန်းများကိုနှိမ့်နေရတဲ့အမေရိကန်ကနှိမ့်နေတက်ဖွဲ့ဖွဲ့မယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကအရှိတအာရှရှိကြားဖြတ်လုပ်ငန်းများကိုနှိမ့်နေရန်အထူးတက်ဖွဲ့ဖွဲ့စည်းမှဖြစ်တယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကလူဝင်မှဆက်နေတွင်ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။၎င်းချဖြတ်လုပ်ငန်းများသည်လွန်ခဲ့သော9နှစ်အတွင်းအမေရိကန်နိုင်ငံသားများထံမှဒေါ်လာဘီလီယံချီခိုးယူခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ကြားဖြတ်နေသည့်တပ်ဖွဲ့တွင်တရားရေးဝင်ကြီးဌာနထောက်လန်းရေးဌာနနိုင်ငံသားရေးဝင်ကြီးဌာန FBI တို့ကအေဂျင့်များနဲ့ရှေ့နေများပါဝင်မယ်လို့ဆိုပါတယ်။အဆိုပါတပ်ဖွဲ့သည်မြန်မာကမ္ဘောရီးယားလာအိုတို့ကိုအထူးအာရုံစိုက်မှဖြစ်ပြီးအရှိတောင်အာရှရှိကြားဖြတ်လုပ်ငန်းများနဲ့၎င်းတို့ရဲ့ကောင်းဆောင်များကိုစုံစမ်းခြင်းအလင်းပြတ်အောင်လှုပ်ဆောင်ခြင်းတရားစွဲခြင်းတို့လှုပ်ဆောင်မယ်လို့ဆိုထားကြောင်းလည်းသတင်းများကဖော်ပြထားပါတယ်ရှင်။